င်မတန်ဆိုးဝါးပြင်းထန်လာတဲ့သဘောဘေးအန္တရာယ်တစ်ခုနဲ့မက်ရှလာ28ရက်နေ့2025ခုနှစ်မှာကြုံတွေ့လိုက်ရပါတယ်။ဒါကတော့ကျွန်တော်တို့စကိုင်းကိုအခြေပြုပြီးတော့လှုပ်ခတ်သွားတဲ့ Richter scale 9.8တင်းအားရှိတဲ့နေငလင်ကြောင့်ပဲဖြစ်ပါတယ်။အာဒီနေငလင်ရဲ့အကျိုးသက်ရောက်မှုကကျွန်တော်တို့ဒီမန်လီစကိုင်းဒီအထက်ဘက်မှာဒီပေါ့နော်ကျွန်တော်တို့အညာဒေသတွေအတင်းကျွန်တော်တို့အောင်ဘန်းတို့အင်းလေးတို့အထိပါထိရောက်မှုတွေတက်ရောက်မှုတွေရှိခဲ့တယ်။ အဲဒါလည်းဆက်ဆက်ပြီးတော့လေဒီငလင်ရဲ့စိုးကြောကြောင့်ကျွန်တော်တိုက်တာအင်ဂျီအများပြားဖရပထိုစီဒီဘလီနော်ဒီလိုဝတ္တုကိုကိုရအဆောင်နေဒါအပြင်ကျွန်တော်တို့အထူးသဖြင့်တီသူတွေရဲ့အသက်ပေါ့နော်တီသူတွေအသက်ထောင်ပေါင်းများစွာသောအခုတတိတော့ကျွန်တော်တို့ဒါထောင်ကနန်းကြော်နေပြီပေါ့နော်ကျွန်တော်ရရှိတဲ့တည်နေရဆိုရင်တော့သိဆုံးခဲ့ကြရပါတယ်ထိခိုက်တယ်ရရှိသူအများပြားယနေ့အထိတောက်ဆုံးနေသူအများပြားလေးရှိနေစေပါဒါအပြင်ဒီတိုက်တာတွေမှာပြိမ့်မိနေပြီးတော့ ကျွန်တော်တို့အခုချိန်ထိနော်အသက်ရှင်လေးရှိနေဦးမလားအသက်ရှိသေးရဲ့လားကယ်လို့ရပါမလားစသဖြင့်ပေါ့နော်အခက်ခဲမျိုးစုံနဲ့ဗမာတီတူတွေကြုံကြိုက်ပြီးတော့ကျွန်တော်တွေ့ကြုံခံစားနေရပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ပြောမယ့်ဗီဒီယိုလေးကတော့အဓိကအကြောင်းကတော့ကျွန်တော်တို့ဒီလိုငလင်မျိုးတွေဒီဗမာတီမှာရှေ့ရခင်ရလဲအချိန်မောင်းများစွာလှုပ်ခတ်ခဲ့ပါတယ်ဒီလိုပဲလူထိခိုက်သေးဆုံးတာပျက်စီးဆုံးရှုံးမှုတွေလည်းအများကြီးရှိခဲ့ပြီးသားဖြစ်ပါတယ်ဒါပေမဲ့အခုအချိန် 2025ခုနှစ်မတ်လ28ရက်နေ့မှာထွက်သွားခဲ့တဲ့ဒီငလင်ပေါ့နော်ဒီငလင်ကတော့ကျွန်တော်တို့ဗမာဒီရဲ့သဘောအဘေးရဲ့နေတမိုင်းမှာဒါကြီးမာတဲ့ကိစ္စရဲ့တစ်ခုလို့ကျွန်တော်တို့သုံးသပ်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့ကြာရင်အခုကျွန်တော်ကဒီဗမာဒီမှာထိခဲ့မှုတဲ့ငလင်နေနဲ့ပတ်သက်တဲ့အကြောင်းလေးကိုကျွန်တော်အဲစုဆောင်ထားတဲ့အချက်လက်တွေကိုအခြေပြုပြီးတော့ဒီဗီဒီယိုမှာကျွန်တော်ရှင်းပြသွားပါမယ်အဲ့တော့ဗမာဒီမှာကျွန်တော် မှတ်တမ်းတင်ထားရှိပြီးသားပေါ့နော်ဒါဒီအစိုးရအဖွဲ့တွေရောတခြားသုတေသီတွေရောနော်ဒီလိုအဖွဲ့တွေကျွမ်းကျင်သူဒီငလင်းဘေးငလင်းဆိုင်ရာနော်တော့ဒီဘယ်လိုပြောမလဲကျွန်တော်တို့ဒီ geology ပေါ့နော်ဒီဘာသာရပ်ပိုင်းဆိုင်ရာအရာစာတန်းနေဒီလိုနေရာတွေမှာမှတ်တမ်းတင်ပြီးသားငလင်းအချိန်ပေါင်းကျွန်တော်တို့စုစုပေါင်းဗမာပြည်မှာ58ချိန်အထိရှိခဲ့တာကိုတွေ့ရတယ်ဒီ58ချိန်သလုံးမှာဆိုရင်လည်းထိခိုက်ပျက်စီးမှုတွေများပြားရှိခဲ့တယ် အဲဒါပေမဲ့ကျွန်တော်တေးကြတာတခုကတော့ဒီ colony ခက်လောက်အထိဆိုရင်တော့ကျွန်တော်ဒီမှာရှိတဲ့ဒီအချက်လက်တွေမှာပေါ့နော်ဒီတစ်ခက်ကြုံတွေ့ခဲ့တဲ့ငလင်တွေရဲ့ဒီတင်းအားပမာဏကိုတော့ကျွန်တော်တို့ဟိုခမန်းနဲ့အပိုင်းတင်းလေးတွက်ချက်တဲ့အပိုင်းမှာအဲတစ်ဖွဲ့နဲ့တစ်ဖွဲ့တစ်ခါတစ်ခါကြာရင်တင်းနာရှင်တယောက်နဲ့တယောက်ကြာမှာမတူညီမှုလေးတွေတွေ့တာကိုလည်းရှိတာကိုလည်းကျွန်တော်တွေ့ရပါတယ်ဒါပေမဲ့တေးကြတာကတော့အိတ်ကာလာအိတ်ထိန်တွေမှာပမာဒီမှာငလင်တွေကြုံကြိုက်ခဲ့ရတယ်ဆိုတဲ့အကြောင်းကိုတော့အကောင်းဆုံးမှတ်တမ်းတင်နိုင်ပါတယ် ဲ့တော့ဗမာဒီမဒီငလင် စုစုပေါင်း58ကြိမ်ကိုကျွန်တော်ပြန်ပြီး analysis ပေါ့နော်ဒီ kit light အရင်လုပ်ကြည့်ပါတယ်ဘယ် kit တွေမှာထစ်ခဲ့တာလဲပေါ့နော်ဘယ်ကာလတွေမှာထစ်ခဲ့တာလဲအဲ့တော့ကျွန်တော်တို့ဗရေသတိခစ်လို့ပြောလို့ရမယ်ကိုလိုနီခစ်မတိုင်ခင်အထိကျွန်တော်တို့ဒီငလင်အကြိမ်ပေါင်း28ကြိမ်အထိကျွန်တော်တို့ဒီမှတ်တမ်းတွေမှာမှတ်တမ်းတင်ထားတာတွေ့ရပါတယ်အဲ့မှာဆိုရင်ကျွန်တော်ဒီဗရေသတိခစ်မှာဆိုရင်ဒါအင်းဝါရောဘကိုးစကိုင်းစစ်တွေเนาะဒီလိုနေရာမျိုးတွေမှာငလင်လှုပ်ခတ်မှုတွေရှိခဲ့တယ် ဒီ1960နှစ်မှာထိခဲ့တဲ့စစ်တွေငလင်းပေါ့နော်ဒါဆိုရင်ကျွန်တော် register scale ဒါ9လောက်အထိနော်7လောက်အထိတင်ရရှိတဲ့ငလင်းလို့လည်းမှတ်တမ်းတင်ထားတော့ကျွန်တော်တွေ့ရပါတယ်ဒါအပြင်1839အင်းဝငလင်းကလည်းကျွန်တော်ထိခိုက်မှုတွေထဲမှာအများအပြားဆုံးအိတ်ကာလမှာထိခဲ့ရအောင်တွေ့ရတယ်ဒါမင်းကွန်းပထိုးတို့ကြီးလို့ကျွန်တော်တို့ကြော်ကြားတဲ့မင်းကွန်းစီတီမင်းကွန်းပထိုးတို့ကြီးကြော်ကြားခဲ့တယ်နောက်ပြီးတော့တေဆုံးသူပေါင်းလူပေါင်း300နဲ့400အထိရှိမယ်လို့ခက်ပြိုင်မှတ်တမ်းတွေကနေပြီးတော့ကောက်နှုတ်ထားတဲ့အချက်လက်တွေကြီးကျွန်တော်သိရပါတယ် အဲ့တော့တက်ကြည့်မယ်ဆိုရင် colony kit ပေါ့ကျွန်တော်တို့ဒါအင်္ဂလိပ်ကနေပြီးတော့ဒီ British ဟိုအားနေပြီးတော့ကျွန်တော် East India Company ကဗမာတီရောစပြီးတော့နေချဲ့တဲ့အချိန်ကနေစပြီးတော့ colony kit မှာဆိုရင်လေဒီလွတ်လပ်ရေးရ1948အထိမှာဆိုလေငလင်အချိန်ပေါင်း22ချိန်အထိမှတ်တမ်းတင်ထားတာကိုကျွန်တော်တို့တွေ့ရပါတယ်ဖြစ်ခဲ့တဲ့ဒေသတွေကတော့တကောင်းပြင်မနာရန်ကုန်ကာမိုင်းထิวပဲခူးတောင်ကူမေမြို့ပူတာအိုနော်နောက်တီကြောက်ထิวစသည်ဖြင့်နေရာတွေမှာငလင်လှုပ်ခတ်မှုတွေရှိခဲ့တာကိုကျွန်တော်တို့တွေ့ရတယ် ဒီတည်းမှာဆိုရင်ဒါတင်းအားဟို restart scale ဟို ship ပေါ့နော်8လောက်အထိရှိတဲ့ငလင်ကတော့1912မှာလှုပ်ခတ်ခဲ့တဲ့မင်းညုံငလင်ဖြစ်ပါတယ်ဒါတည်းဒီ colony ခစ်တဲမှာပဲ1930ကျွန်တော်တို့ဘကိုးငလင်လို့လည်းခေါ်ကြတယ်ဒီငလင်မှာဆိုရင်တော့လူဦးရေသေဆုံးမှုက900နဲ့1000ကျားလောက်အထိရှိနိုင်တယ်လို့မတူညီတဲ့တင်နာရှင်တွေမှတ်တမ်းတွေပုံကိုတွေကဟိုသုံးသပ်ထားတာကိုကျွန်တော်တို့တွေ့ရတယ်ဒါဘကိုးညုံမှာပေါ့နော်ဒီရန်ကုန်မှာဆိုရင်လည်းအနည်းဆုံးလူ90ဦးထက်မနေသေဆုံးခဲ့တာကိုကျွန်တော်တို့တွေ့ရပါတယ် ဒီ1930ဘကုန်းကလင်ရဲ့အကျိုးဆက်ကြောင့်မေးတာကျွန်တော်ရွှေမော်ရိုးစီဒီပေါ့နော်ရွှေမော်ရိုးစီဒီကိုယ်အပ်ပြီးတော့ပျော်ချခဲ့တာဖြစ်တဲ့ဘကုန်းထဲမှာမီးလောင်မှုတွေလည်းထွက်ခဲ့ပါတယ်အဲတချို့ခံမှန်းချက်တွေအရဆိုရင်ဒီဘကုန်းကိုဥတီပြီးလှုပ်တဲ့ငလင်မှာဒါအဲ့ဒီချိန်ရဲ့တင်းအားဆိုရင်ဒါ Richard Scale 9လောက်အထိရှိတယ်လို့လည်းဆိုကြပါတယ်ပေါ့နော်ဒါဒီရဲ့အကျိုးဆက်နဲ့ရန်ကုန်ကဒါ Richard Scale 6နှစ်8လောက်အထိရှိနိုင်တယ်လို့သုံးသက်တာကိုကျွန်တော်တွေ့ရတယ် ဒီငလင်ကြောင့်ပဲရန်ကုန်မှာရှိတဲ့ပြည်ကုန်စည်တီတို့အထက်ပိုင်းကျွန်တော်တို့တက်စီးခဲ့ရတဲ့အခြေအနေရှိရလို့လေကျွန်တော်သိရပါတယ်အဲ့တော့လေးသက်ရှင်လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာဆိုရင်ကျွန်တော်တို့ Passport Black မှာတစ်ကြိမ်နော်ဒီ1956စကိုင်းငလင်ပေါ့နော်ဒီဇေဒီရဲတင်းတင်းတန်တန်ထိခိုက်ပျက်စီးမှုတွေရှိတယ်အဲလူ40 50ပေဆုံးတယ်ကျွန်တော်တို့ restore scale တော့9လောက်ရှိတယ်လို့ကျွန်တော်သိရတယ်မာဆာလာခင်မှာဆိုရင်လည်းကျွန်တော်1956မှာထိခဲ့တဲ့ပကံငလင်မှာ သူကတော့6.8ရှိတယ်လို့ကျွန်တော်သိရပြီရောဒီပကံမှာရှိရရှေဟောင်းစီဒီအများပြပြောကြားပြည့်စုံမှုတွေရှိတာကိုလည်းတွေ့ရပါတယ်။နာဝတာခေတကောင်းကလင်းကျွန်တော်1997မှာထစ်ခဲ့ပါတယ်။နာအဖเนาะဒီနာအဖခေမှာဆိုရင်2003မှာတောင်ရင်းကြီးငလင်းဒီ6.8ပြင်အားပမာဏနဲ့လှုပ်ခတ်ခဲ့ပြီးတော့ကျေးလက်မှာရှိတဲ့နေအိမ်နဲ့သာသနိကအဆောက်အုံတွေပြင်းထန်စွာထပ်စီးပြီးတော့လူခဏဦးတေဆုံးနေလို့မှတ်တမ်းတွေအရသိရပါတယ်။အဲ့တော့ ဒီ2010နောက်ပိုင်းကျွန်တော်ဒီမိုကရေစီအသွင်ကူးပြောင်းရေးခေတ်ရောက်တဲ့အခါမှာဒီစက်တစ်ကနေ15ကြာအုပ်ချုပ်ခဲ့တဲ့ဦးသိန်းစိန်အစိုးရလက်ထက်မှာဆိုရင်လည်းကျွန်တော်တို့ငလင်၃ချိန်တွေ့ရပါတယ်เนาะဒီထဲမှာဆိုရင်2011ခုနှစ်မှာထိခဲ့တဲ့တာလီတာလီပေါ့เนาะတာလီငလင်ဒီမှာဆိုလည်း136.8အထိရှိခဲ့တယ်ဒီငလင်ရဲ့အကျိုးသက်ကြောင့်ကျွန်တော်တာချီလိမ့်နဲ့တာလီမျိုးတွေမှာတေဆုံးသူ84ဦးနဲ့ ဒဏ်ရာရရှိသူ132ဦးရှိတယ်လို့သိရတယ်။နေအိမ်244လုံးဖုန်ကြီးကျောင်း14ကျောင်းနဲ့အစိုးရရုံးအဆောင်6ခုတက်စီခဲ့တယ်လို့မှတ်တမ်းတင်ထားတဲ့အချက်တွေကသိရတယ်ပေါ့နော်။အဲ့ဒီအချိန်တုန်းကတော့ဒီစီးရင်တော့ဒါနေမှာအစိုးရဘက်သတင်းစာတွေအထုတ်ပြန်နေတာပါ။၂၀၁၂ခုနှစ်မှာထည့်ခဲ့တဲ့ရွှေဘုံကလေးအဲသူလေတင်က6.8ရှိတယ်လို့သိရတယ်။တပိတ်ချင်းကလင်းလို့လေဒီငလင်းကိုသိကြတယ်။ဒီငလင်းရဲ့အကျိုးဆက်ကြောင့်ဒီရွှေဘုံမြို့အနီးမှာရှိရဲဆောက်လုပ်ဆဲပေါ့။ညကူးတရာတစ်ခုတျော်ကြပြည့်စည်တယ်။ဇေဒီပထိုးတွေနေအိမ်တွေပြည့်စည်တယ်။ နောက်ပြီးမိုးကုတ်မှာရှေးစေးဒီရေလည်းပျက်စီးခဲ့လို့သိရတယ်။ဒီငလင်တန်ကိုအခုကျွန်တော်ဒီ2025ငလင်လိုပဲဒီငလင်ရဲ့ဟိုဟာဟိုပေါ့ရိုက်ခတ်မှုကိုကျွန်တော်ဒီအိန္ဒိယဒီထိုင်းနိုင်ငံဘန်ကောက်မြို့မှာလေတုံလုံးခန်းစားရတယ်လို့ကျွန်တော်အချက်လက်တွေသိရပါတယ်။ဒါအပြင်2025ခုနှစ်မှာလေဒါမုံရွာမှာလေငလင်တစ်ကြိမ်လုတ်ခဲ့ပါတယ်။သူ့ရဲ့ပြင်အားကတော့5.4လို့ကျွန်တော်တို့မှတ်တမ်းတွေအရသိရပါတယ်။ အဲ့တော့ NLD အစိုးရလက်ထက်ရောက်လာပြီပေါ့နော်ကျွန်တော်2016နဲ့ဒီ2021ကြာကာလမှာဆိုရင်လည်းကျွန်တော်တို့ပြင်းထန်တဲ့ငလင်၃ချိန်အထိတွေ့ရတယ်။ဒါ2016မှာလှုပ်ခတ်ခဲ့တဲ့မော်လိုက်ငလင်မှာဒီမော်လိုက်ငလင်မှာဆိုရင်တော့ကျွန်တော်တို့ပြင်းအား6.9အထိရှိအောင်တွေ့ရတယ်။ဒီငလင်ကတော့ဒီဗမာပြည်ထဲမှာရှိတဲ့နေရာတွေကိုထိခိုက်မှုကြီးကြီးမားမားရှိတယ်လို့ကျွန်တော်သတင်းတွေမတွေ့ဘူး။ဒါပေမဲ့တော့ဘင်္ဂလားဒေ့ရှ်နဲ့အိန္ဒိယမှာတော့တော်တော်ကြီးထိခိုက်မှုရှိကြတယ် အိန္ဒိယနိုင်ငံမှာဆိုရင်ကျွန်တော်အ ਨੇ သောလူနှစ်ဦးတိတ်ဆုံးပြီးတော့အယောက်80ကျော်တန်ရရတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာဆိုရင်လည်းဒီဆက်ယုံတယုံထိခိုက်ပြီးတော့လူ90ထိခိုက်တန်ရရှိခဲ့တာကိုတွေ့ရတယ်ပေါ့နော်။ဒါကာမြို့တော်မှာလည်းဒီငလင်ရဲ့အကျိုးဆက်ကြောင့်အယောက်90ထိခိုက်တန်ရပြီးတော့နေအိမ်တွေထွက်ပြေးရတာရှိတယ်။ပျော်ကြတက်စီတာရှိတယ်။နေပိုးနိုင်ငံအရှေ့ပိုင်းနဲ့အလယ်ပိုင်းဒေသတွေမှာလည်းဒီငလင်တန်ကိုခံစားခဲ့ရတာကိုတွေ့ရပါတယ်။အဲ့တော့ NDK မှာနောက်ထပ်တစ်ချိန်ကတော့ကျွန်တော်တို့6ငလင်လို့ခေါ်တဲ့2016ငလင်ကြီးပါ။ ဒီငလင်းဒီလေးတင်ရ6.8ရှိတယ်လို့ကျွန်တော်တိတ်သိရတယ်ဗောနော်ဒီမန္တလေးတိုင်းကျွန်တော်ညောင်ဦးဒီပကံပေါ့ကျွန်တော်ပကံညောင်ဦးဒေသမှာရှိရရှေဟောင်းစီဒီဒီငလင်းရဲ့အကျိုးစားကြောင့်ရှေဟောင်းစီဒီ425စုထီတို့တွေညင်နေတယ်စိန်ဖူးတို့တွေညီခတယ်ကျွန်တော်တို့ဖောင်ရစ်တွေเนาะနောက်ပြီးတော့ဒီကျွန်တော်တို့ဒီငကြိုးဘူးတွေဒီလိုနေရာမျိုးတွေကျွန်တော်တို့အကွဲချင်းတာတွေရှိတာကိုလေကျွန်တော်တို့တွေ့ရပါ ဒီငလင်းရဲ့အကျိုးသက်ကြောင့်ပဲကျွန်တော်တို့မကွေးတိုင်းမှာဆိုရင်ကျွန်တော်တို့ဒီရေနံချောင်းမြို့နယ်မြို့မဈေးကြီးပေါ့နော်အရှိတ်ဘက်မှာရှိတဲ့ဒီဖျားဝင်းဈေးဖျားဝင်းမှာရှိတဲ့ဈေးဒီတော်တွေတျော်ကြတာရှိခဲ့တယ်လူနော်ဦးသေးဆုံးနေနော်နောက်ပြီးတော့ကပွင့်ထူတို့ကျွန်တော်တို့စကူတို့နော်ဒီနေရာမှာရှိတဲ့ခြေအောင်ဖုံးတို့ကြီးကြောင်းနေဈေးဒီပထိုးတွေတျော်ကြပျက်စီးတာရှိတယ်နော်စကူစလင်းပခုတ်ကူနော်ဒါမျိုးငဖဲ့ နောက်ဆုံးဒီငလင်ကဘလောက်ထိထိခိုက်မှုရှိလဲဆိုမြောက်ဦးထိရောက်ပါတယ်ဒီမြောက်ဦးမှာဆိုရင်လဲကျွန်တော်ရတနာမှန်အောင်စီတီတော့ဒီ2016မှာထိခဲ့တဲ့6ငလင်ရဲ့အကျိုးစကြောင်းပဲတို့ကြတာရရှိတယ်ဒါတည်းအဲတော့နေဒီတော်မှာဆိုရင်လဲလွတ်တော်အဆောက်အုံနည်းနည်းချက်တွေဟိုတို့ကြတက်စီမှုတချို့ရှိခဲ့တယ်လို့ကျွန်တော်တို့အဲတော့ဟိုဒီမီဒီယာတွေဖော်ပြချက်တွေအရာလေးကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ NLD kit မှာနောက်ထပ် ဟိုအဲ့လိုတင်းတင်းထန်ထန်ငလင်ကတော့ဒီနှစ်ခုကျွန်တော်တို့တွေ့ရတယ်။အဲဒါမဲ့ဒီ2018ခုနှစ်မှာဆိုရင်ဒီဘကိုးရိုးမတကြောပေါ်မှာဆိုရင်သူကဒီ January 12ရက်နေ့22ရက်10ရက်အတွင်းကိုဒီ Richter scale 4အထက်ရှိတဲ့ငလင်ပေါင်းအကြိမ်ရဲ့7ကြိမ်လှုပ်ကပ်ခဲ့တာကိုလေကျွန်တော်တို့ဒီမှတ်တမ်းတွေမှာနေခဲ့ရတာရှိပါတယ်။ဒါကတော့ဒီနိုင်ငံရေးခေတ်တည်းအလိုက်ဘာမှဒီမှာဖြစ်ပွားခဲ့တဲ့ငလင်တွေနဲ့ပတ်သက်ပြီးတော့တို့ရဲ့ပြင်းအားတွေပျက်စီးဆုံးရှုံးမှုတွေကိုကျွန်တော်သုံးသပ်ပြောကြားခဲ့တာဖြစ်ပါတယ် ဲ့တော့ကျွန်တော်တို့နေရာဒေတာအလိုက်ဆုံးဆုံးအစည်းရင်းကိုပဲကျွန်တော်နေရာဒေတာအလိုက်ပြန်ကြည့်မယ်ဆိုရင်ဗမာဒီမာနာငလင်နံကိုအချိန်နဲ့နဲ့ခံရတဲ့အထက်မှာအင်းဝါပါပါတယ်အင်းဝါဒီကျွန်တော်1429နော်1469 1500 1620 1639 1646 1648 1649 1660 1660 1648မှာနှစ်ချိန်လှုပ်ခတ်ပါတယ်1660 1696 1981 1986 1839မှာ နှစ်ကြိမ်နှုတ်ခတ်တာကိုကျွန်တော်တို့အမှတ်တမ်းတင်ထားနိုင်တာကိုတွေ့ပါတယ်စုစုပေါင်းအင်းဝသည်ငလင်တန်ကို15ကြိမ်ခံစားခဲ့ရပါတယ်အ ਨੇ ဆုံးအဲအခုကျွန်တော်2025မှာဆိုရင်လေဒီပြင်းထန်ပြီးတော့ကျွန်တော်တို့အားပြင်းတဲ့ငလင်ရဲ့ဖြည့်ဆည်းမှုကြောင့်အင်းဝမှာရှိတဲ့ရှင်ရောအဆောက်အုံတွေတော့တမိုင်းဝင်အဆောက်အုံပေါင်းများစွာလေပျော်ပြတက်စီးလျက်ရှိတာကိုကျွန်တော်တို့ဒါနေ့စဉ်ဒါမီဒီယာတွေမှာကျွန်တော်တို့တွေ့နေနေရပြီးဖြစ်ပါတယ်အဲ့လိုပဲအင်းဝါလိုပဲနောက်ထပ်ငလင်တန်ကိုခဏခဏခံရတဲ့နေရာတော့ဘကိုးပေါ့နော်ဘကိုးဆိုရင်ဒါ

ဒါတထောင်ကျော်သေဆုံးနိုင်တယ်လို့ကျွန်တော်တို့ခန့်မှန်းရပါတယ်။ရန်ကုန်၅ကြိမ်တိတိငလင်းနဲ့ခံခဲ့ရတယ်။1929မှာ2ကြိမ်နဲ့1931မှာ3ကြိမ်လို့တွေ့ရတယ်။ဒါပေမဲ့သူ့ရဲ့ပြင်းအားတွေထိခိုက်မှုတွေတော့ကျွန်တော်အချက်လက်တွေမရပါဘူး။အဲ့လိုပဲတကောင်းမှာဆိုရင်လေ3ချိန်မှာ1946မှာ2ချိန်1997မှာ2ချိန်ငလေးနဲ့ခံခဲ့ရတော့တွေ့ရတယ်။သခိုင်းပေါ့နော်သခိုင်းမှာအဓိက2ချိန်ပေါ့1948နဲ့1956ပေါ့နော်။အဲဒီ1956ငလေးကတော့ဒီဇေဒီတွေကိုတင်းထောင်စွာထိခိုက်စေပြီးတော့ လူသေဆုံးမှုတွေကျွန်တော်တို့လူ90ဝန်းကျင်သေဆုံးမှုတွေအထိရှိခဲ့တာတွေ့ရတယ်။အဲ့တော့ပုဂံမှာတစ်ချိန်1986ဒီပုဂံမှာရှိတဲ့ဈေးဒီပထိုးပေါင်းများစွာတိုကြတက်စီးခဲ့ရတဲ့ငလင်ဖြစ်ပါတယ်။နောက်6ပေါ့နော်ဒီ6နှစ်မှာ2016ထစ်ခဲ့တဲ့ငရင်ဒီလဲဒါ1986လို့ပဲပုဂံမှာပုဂံကိုထိခိုက်ခဲ့ပြီးတော့ပုဂံမှာရှိတဲ့ဈေးဒီဈေးဒီဖျားပထိုးပေါ့နော်ဒီရှင်အောင်အဆောက်အုံတမိုင်းဝင်အဆောက်အုံပေါင်းများစွာတိုကြတက်စီးခဲ့ရတာကိုကျွန်တော်သိရှိရပါတယ်။အဲ့တော့တခြားဒီကာမိုင်း နော်ညချီလာငလင်လို့လေးတီးကြရဲကာမိုင်းငလင်1031မော်လိုက်2016ကျွန်တော်တို့မေနေ့မှာဆိုရင်1012မုံရွာ2015နော်ဒါတွေဒီငလင်တန်ကိုတစ်ချိန်တစ်ချိန်ဒီထစ်ခဲ့တဲ့နေရာတွေပေါ့နော်ဥမာနောက်ဖြူဖြူမှာဆိုရင်1030ခဲ့တဲ့ဒီငလင်ဒီ1.3ရှိခဲ့ပြီးတော့ဒီရထားလမ်းတွေကိုးကောက်ပြီးတော့ကျွန်တော်တို့ဒီရထားသွားလို့မရအောင်ဒီထစ်ခဲ့ပြီးတော့လူ30ဦးခန့်သေဆုံးတယ်လို့ကျွန်တော်တို့သိရတယ်။ဒီ1030ငလင်ကိုတချို့ကလည်းပကုန်းငလင်လို့ခေါ်တယ်တချို့ကလည်းဖြူငလင်လို့ကျွန်တော်တို့လူတင်ကြတာကိုတွေ့ရပါတယ်။ ောက်ပြီးကျွန်တော်အထပ်မှာပြောခဲ့သလိုပဲဒါဘကူရုံမမှာထည့်ခဲ့တဲ့ငလင်းပေါ့နော်။သူကငလင်းတိုင်းတာလေးဒီ report တွေမှာတော့တစ်ချိန်လုံးရေးထားပေမဲ့သူကအချိန်အသေး၁၁ချိန်အထိထည့်ခဲ့တာကိုကျွန်တော်မှတ်တမ်းတင်ခဲ့တယ်။အချိန်ရှိပါတယ်။အဲ့တော့ပြေပေါ့နော်။ပြေမှာဆိုရင်လေဒါ1858မှာငလင်းတစ်ချိန်ဒီနေ့ထက်လည်းလှုပ်ခတ်တယ်။ပြေဟင်္ဒရတရက်ပေါ့နော်။ဒီနေရာမှာရှိတဲ့အိမ်တွေဈေးကြီးတော်တွေထိခိုက်ပျက်စီးမှုတွေရှိသလိုဒီအင်းဝါစစ်တွေကြောက်ဖြူနဲ့ရန်ကုန်မှာလေဒီငလင်းရဲ့လောက်ခတ်မှုတွေရှိခဲ့တယ်ပျက်စီးမှုတွေရှိခဲ့တယ်လို့သိရတယ်။အဲ့တော့ပြင်မနာ ပြင်းမနာမှာလေ1931ငလင်းရွှေဘို2012ပေါ့နော်နောက်ဒီတပိတ်ချင်းငလင်းပေါ့အဲဒီဆုံးတော့ကျွန်တော်ရှေ့မှာပြောခဲ့ဒီမြေကူးတရားတွေပါတယ်ပျက်စီးခဲ့တယ်ထိုင်းနိုင်ငံဒီထိခိုက်ခံစားရတယ်ဆိုတဲ့ငလင်းမှာစစ်တွေမှာဆိုရင်လေကျွန်တော်1962မှာဖြစ်တဲ့ဒါရခိုင်ငလင်းလို့လေပြောကြတယ်စစ်တွေငလင်းရှိပါတယ်ဒီငလင်းကလည်းဖြက်စီးရအလွန်ပြင်းထန်တဲ့ငလင်းဖြစ်တယ်ကျွန်တော်တို့ဒါဘင်္ဂလားဒေ့ရှ်နော်ဘင်္ဂလားပေါ့အဲဒီတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံမပေါ်သေးဘူးဒီဘင်္ဂလားဒေ့တာနောက်ကလကတာပေါ့နော်ဒီနေရာတွေအထိပျက်စီးတွေရှိခဲ့တယ်လို့မှတ်တမ်းတွေကသိရပါတယ် ောက်ပြီးဆုံးတော့ပြောတယ်ကျွန်တော်တာလီငလင်ရှိပါတယ်တောင်းရင်းကြီးငလင်2003ပေါ့နော်ဒီမှာဆိုရင်လဲဒါသူတို့တာလီငလင်ရော2017တာလီငလင်ရောကျွန်တော်တောင်းရင်းကြီး2003ငလင်ကဒါပြင်က6.8ထိရှိခဲ့ပြီးတော့ကျေးလက်နေအိမ်နေသာသနိကအဆောက်အုံနဲ့ပြည့်စည်ခဲ့တယ်အဲ့တော့ကျွန်တော်တောင်းရင်းငလင်မှာတော့လူသေဆုံးမှုရှိခဲ့တယ်လူခဏဦးသေဆုံးတယ်လို့ကျွန်တော်သိရပါတယ်ဒီတောင်းကူမှာ1926ခုနှစ်မှာထိခဲ့တဲ့ငလင်ကတော့ကျွန်တော်တို့သူ့ရဲ့ပြင်အားကိုတော့ကျွန်တော်မှတ်တမ်းတွေမှာမတွေ့ရဘူး အဲဆုံးတော့ပြောသလိုပဲသူလေးရထားလန်းနေထိခိုက်မှုရှိတယ်။နောက်ဒီဟိုရေပေါ့နော်ဒီကျွန်တော်ရေမြောင်းနေရဲ့ဘောင်းနေပျော်ကြပြီးတော့ဒီတခြားဒီဝင်တင်နဲ့ကျွန်တော်တို့ဒီရထားတွေးတွေတိတ်မောက်တဲ့အခါမျိုးလေးရှိခဲ့တယ်လို့သိရတယ်။ ။ဟောပြီးသူ့ကိုစွာငလင်လို့လေ။စွာမျိုးရှိတော့စွာငလင်လို့လေ။လူတည်များကြပါတယ်။ဒါတွေကတော့ဗမာတီမှာထစ်ခဲ့တဲ့ငလင်ချိန်တွေပေါ့။အခုကျွန်တော်2025ထစ်စင်မပါဘဲနဲ့2025ရှေ့ဘက်မှာထစ်ခဲ့တဲ့ဟာတွေကိုကျွန်တော်ဒီကျွန်တော်ရဲ့မှတ်တမ်းတွေနောက်ပြီးတော့အစိုးရထုတ်တဲ့ငလင်နဲ့ပတ်သက်တဲ့တဘာဘေးအနေနဲ့ပတ်သက်တဲ့အစားအစာတွေနေရာနေကျွန်တော်ကောက်ထုတ်ပြီးတော့ပြန်လေပြောကြခြင်းဖြစ်ပါတယ်။ဒီမှာပြောပြတဲ့အခါမှာကျွန်တော်နှစ်ပိုင်းပေါ့နော်။တစ်ပိုင်းကတော့ဒီငလင်ရောပဲကျွန်တော်တမိုင်းခစ်အလိုက်နဲ့ ပြန်ပြီးပြောပြခဲ့တယ်လို့နောက်မြို့တွေ location တွေနဲ့ပြောပြောခဲ့တာလေးရှိပါတယ်။ဒီနေရာမှာမြို့တွေ location တွေပြောတဲ့အခါမှာအဲ့ခက်ကမှတ်တမ်းတင်ထားတဲ့အတိုင်းကျွန်တော်ပြောတာပေါ့နော်။အဲ့တော့ဒီဇကိုင်းငလင်းเนาะနောက်တစ်ခါကျတော့တာလီငလင်းစသည်ဖြင့်ပေါ့တင်ညာရှင်တွေရောသူတို့မှတ်တမ်းတင်နေသူတွေအတိုင်းပြောတာပေါ့။ဒါပေမဲ့ဒီဟာတွေဒီကျွန်တော်ဒီငလင်းကျော်ပေါ့အဓိကငလင်းကျော်ကြီးအခုဒီ2025မှာလောက်ခတ်ခဲ့ငလင်းကျော်ဝင်းကျင်မှာတော့အချိန်ကြာစွာထိခဲ့တာကိုကျွန်တော်တွေ့ရပြီးတော့အဲ့ငလင်းတွေဒီလေထိခိုက်ပျက်စီးမှုအများဆုံးအခြေအနေလို့ကျွန်တော်သိရပါတယ်။ ော့ကျွန်တော်တို့ညီခုမှလည်းကျွန်တော်တိုင်းဒီဒီအင်တန်ကြီးကြီးမှပြင်းထန်ဆိုးရတဲ့ဒါတဘောဘေးအနေတစ်ခုနဲ့ရင်ဆိုင်နေရပါတယ်ကျွန်တော်ရှေ့မှာဆိုရင်တော့ဒါ2008ခုနှစ်မှာထည့်ခဲ့တဲ့နာဂစ်မှုန်တိုင်းဒီဗမာတီမှာရှိတဲ့လူမျိုးစုံဘာသာစုံလူ့ဖွဲ့သီးစုံအတွက်လူ့ရဲ့တိန်းနဲ့ချီပြီးတည်ဆုံခဲ့ရတဲ့အင်တန်ကြီးမှတဲ့ natural disaster ပေါ့နော်တဘောဘေးအနေတစ်ခုဖြစ်ပြီးတော့အခုဒီကျွန်တော်တို့2025ခုနှစ် match လ28ရက်နေ့မှာလှုပ်ခါခဲ့သောငလင်းဒီလေဒီလိုပဲကျွန်တော်တို့အသေးအပြောက်အပြက်အစီနဲ့လူ့ဖွဲ့စည်းတစ်ခုကိုတုံလှုပ်ချောက်ချားသည့် ဝမ်းနည်းစေငလင်းကြီးတစ်ခုဖြစ်ပါတယ်။အော်ငလင်းတွေကတော့ကျွန်တော်တို့ကြိုပြီးခံမှန်းမှုခတ်တယ်။နော်ကျွန်တော်တို့ဟိုအကျန်းနည်းခံမှန်းမှုတွေပဲရှိနိုင်တော့ကျွန်တော်သိရတယ်ဗောနော်။ဥမာဟိုမှုန်တိုင်းတို့ဘာလို့လောက်သူကတိတိကျကျမခံမှန်းနိုင်ဘူးဗော။ဒါပေမဲ့ကျွန်တော်တို့ဒီသဘောဘေးအနေကြောင့်ဆက်ဖြစ်လာနိုင်တဲ့အခြေအနေတွေတားဆီးကာကွယ်ဖို့အတွက်အများကြီးလှုပ်ဆောင်သွားဖို့လိုအပ်ပါတယ်။နောက်ပြီးတော့ကျွန်တော်တို့လူငယ်တွေចောင်းသားတွေကိုလေနော်ဒါငေးစင်အခြေခံပညာအဆင့်မှာတွေဟိုငလင်းနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေအသိပညာတွေကိုကျွန်တော်တို့နာကတ်မှာညံ့ညာ ဟိုထည့်တင်ထားပေးနိုင်ခြင်းဒီလဲကျွန်တော်တို့လူဖွဲ့စည်းအတွက်အကာအကွယ်ဖြစ်စေမယ်လို့ကျွန်တော်ယုံကြည်ပါတယ်အဲဒီနေ့တင်ပြမှုကတော့ဒီလောက်ပဲဖြစ်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်